င်္ဂလာပါရှင်စာချုပ်ဘူး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်ကျွန်မရောစာချုပ်ဘူးပါစေဝါပညာရှင်တယောက်ဖြစ်ပါတယ်ရှင်အဲဒီနေ့ပေါ့နော်ကျွန်မအလုံးမသွားခင်လေးမှာအာဒီနေ့တော့အဲဒီ coffee ပေါ့နော် coffee နဲ့ဒီဆေးတွေနဲ့ တွဲတောက်တင်ရယ်လားဆိုတဲ့အကြောင်းကိုကျွန်မပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ coffee ရကြတော့လေတချို့ဆေးတွေမှာဆိုလို့ရှင်ရင်ပေါ့နော် coffee cafe ပေါ့ဟို cafe မှာထည့်ပြီးတော့မှဒီ process ထားတဲ့ဆေးတွေရှိတယ်ပေါ့နော်။ဥပမာ အာဒီခေါင်းတချမ်းကြိုက်တာအတွက်တုံးတဲ့ဆေးတွေပေါ့နော်အဲဒီအဲ့လိုဆေးတွေမှာဆိုလို့ရှိရင်သူက NSAID လို့ခေါ်တယ်ပေါ့နော် non steroid anti inflammatory analgesic ပေါ့ steroid မဟုတ်တဲ့အယောင်ကြားအကိုက်ခဲပြောက်ဆေးတွေ paracetamol တို့ ibuprofen တို့ပေါ့နော်အဲ့လိုမျိုး paracetamol တို့ ibuprofen တို့နဲ့အတူတူပေါ့နော် caffeine လေးကိုပါပေါင်းပြီးတော့ para ibu caffeine ဆိုပြီးတော့မှအာဒါ ွဲပြီးတော့ထုတ်ထားတဲ့စိတ်တွေရှိတယ်ပေါ့နော်အဲကြောင့်ဟိုဒီလိုမျိုးပေါ့နော် NSCID အခိုက်ခဲပြောက်စိတ်တချို့နဲ့ဆိုလို့ရှိရင်တော့ဒီ coffee ကအတူတူတောင်းလိုက်မယ်ဆိုလို့ရှိရင်သူက half way ပေါ့နော်ပို့ပြီးတော့မှဒီ ခေါင်းကြိုက်တာတို့ဘာလို့ကိုတက်ပါစေတယ်ဗောနော်အဲ့တော့ကော့ဖီပါစီတမောလို့ဆေးမျိုးအယူပရိုဖန်လို့လို့ဆေးမျိုးနဲ့အတူတူပေါင်းတောက်လိုက်မယ်ဆိုလို့ရှင်ရဲ့သူဒီအဲပို့ပြီးတော့မှကြိုက်ခဲတက်တာလည်းအဲ့ဆိုတော့ဟို menstrual pain ဗောနော်ဒီရာသီလာလို့ကြိုက်ခဲအနာကျင်တဲ့အဲအချိန်မျိုးမှာခေါင်းကြိုက်တဲ့အချိန်မျိုးမှာဆိုလို့ရှင်တော့ဒီလိုမျိုးကြိုက်ခဲပြောက်စေနဲ့ကဖင်းနဲ့ဟာပေါင်းပြီးတော့မှ အဲ့ဒါတူတူတွဲပြီးတော့တောက်လိုက်တာပိုကောင်းသွားတယ်ဆိုတဲ့သဘောရှိတယ်ပေါ့နော်ဒါပေမဲ့ဒါကလည်းဒါ twin jet တော့ရှိတယ်ပေါ့ဟိုအိတ်မပြော်တဲ့လူပေါ့နော် coffee နဲ့ coffee တောက်လို့ဟိုရင်းပုံတတ်တဲ့လူအဲ့လိုမျိုးလူတွေပြောအသေးသိပ်မကောင်းတဲ့လူတွေဆိုလို့ရှိရင်တော့ဒီဆေးတွေကလည်းဒီအသေးကိုသူကများသွားပြီးသူက stress တော့ပေးတယ်ပေါ့နော်အလုပ်ပေးတယ် coffee ကလည်းအသေးကိုလုပ်ပြီးတော့အဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့ဒါအတူတူမတောက်တာတော့ပိုကောင်းတယ်ပေါ့နော်ဒီပုံမှန်ကျမ်းမာနေတဲ့လူဆိုမှဒီမှာဆိုလို့ရှိရင်တော့ဒါ coffee လေးနဲ့ဒီ ပါရာလိုစိတ်မျိုးလေးနဲ့တောက်လို့ရှင်တော့ကြက်ခဲပြောက်တဲ့အာနိသင်ပို့ပြီးတော့ကောင်းတာတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဒီလီဗိုတိုင်ရိုဆင်းလို့စိတ်မျိုးပေါ့ ဒီ thyroid replace မှာပေါ့နော် thyroid hormone မှာအာတော်တော်ပေးတဲ့ဆေးပေါ့နော်အဲ့လိုဆေးတွေကြတော့အတူတူ coffee နဲ့တော်ပြီးရင်ဘာဖြစ်လဲဆိုလို့ရှင်ဒီဆေးတွေရဲ့အဲစုပ်ယူမှုကနည်းသွားတယ်ပေါ့နည်းသွားတဲ့ခါကျတော့ခန္ဓာကိုယ်မှာအာဈာတင်တလောက်ပေါ့နော်ဒီ thyroid နဲ့ပတ်သက်တဲ့အဲယောဂဝေဒနာရှိတဲ့လူတွေဟာဒီဒီ thyroid ဆေးနဲ့ coffee နဲ့အတူတူရောသားလိုက်မယ်ဆိုလို့ရှင်ခန္ဓာကိုယ်မှာတော်ဈာတင်တလောက်ပေါ့ဒီဆေးရဲ့အာဏိသိမရတဲ့ခါကျတော့ဘာတွေဖြစ်မလဲဆိုတော့ဟို weight တက်တာဟို အဲ့လိုမျိုးပေါ့နော်အဲချက်နိုင်တယ်အဲအဲ့လိုမျိုးအဲတန်တာတိုင်ယာနဲ့ပေါ့နော်နည်းနည်းမောရလို့ပါလို့လည်းရနိုင်တယ်ဆိုတော့အဲ့တော့ဒီတိုင်ယာအစားထိုးဆေးတွေနဲ့ဆိုရင်တော့မပြည့်တင်ဘူးပေါ့နော်ပြီးသားလို့ရှိရင်ပိုတက်ဆေးတွေပေါ့ပိုတက်ဆေးတွေမှာလည်းအဲသူကသူ့ရဲ့အမျိုးအစားအလိုက်ပေါ့ဒါကော်ဖီနဲ့ဓာတ်ပြုပုံလေးအဲရှိတယ်ပေါ့နော်အဲဥပမာကွာအမောဆဆလင်တို့ဒေါစီဆိုက်ကလင်တို့အစီတူတို့ဆေးမျိုးနဲ့ဆိုရင်တော့ဘာမှတိတ်မဖြစ်ဘူးပေါ့နော်သူကဘာမှတိတ်ပြီးတော့မှ FM မရှိဘူးလို့ပြောလို့ရတယ်အဲပြီးတော့နော်အာ ာစီစီပရိုဖလောက်ဆာဆင်တို့နော်ဖလောက်ဆာဆင်တို့လို့ဖလိုရိုကွီနိုလုံးတွေပေါ့နော်အဲ့လိုတွေနဲ့တအားတောက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကော်ဖီကခန္ဓာကိုယ်ထဲမှာဘရိတ်ဒေါင်းဖြစ်တဲ့အချိန်မျိုးပျော်ကွဲတဲ့အချိန်ကြာသွားတယ်ကြာသွားတဲ့ခါကျတော့ကော်ဖီရဲ့ side effect တွေကိုခန္ဓာကိုယ်ပို့ပြီးတော့မှရနိုင်တယ်ပေါ့အရင်လန်းဆန်းနေတာမျိုးပေါ့အဲ့မပြောတာမျိုးရှင်တုံတာမျိုးတွေကဒါပို့ပြီးတော့ခန္ဓာကိုယ်ထဲမှာကြာကြာဖြစ်နိုင်တယ်ပေါ့နော်အဲနောက်တစ်ခုကကြာတတိသားဆေးတွေပေါ့နော်တတိသားဆေး OC base ပေါက်ဆေးတွေနဲ့ဆိုရင်လည်းအဲ့လိုပဲအဲဒီတတိသားဆေးတွေရဲ့အာနိသင်ကိုတော့ဘာမှတော့ ထိခိုက်တာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းခုနပြောသလိုခန္ဓာကိုယ်ထဲမှာ coffee ရဲ့ဒီအာနိသင်ရဲ့ effect တွေကတကြရှိနိုင်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်ဟိုဆေးတွေကိုရေနဲ့တောက်ပါတော့နို့နဲ့တောက်ပါတော့ coffee နဲ့တောက်ပါတော့အဲ့လိုမျိုး ြောရတာနည်းနည်းခက်တယ်ပေါ့နော်ဟိုရေနဲ့ပဲဘယ်ဆေးမဆိုတောက်ဆိုတော့လေအဲ့လိုမျိုးကြတော့လေမဟုတ်ပြန်ဘာလို့လဲဆိုတော့ဗီတာမင် D လိုဆေးညွှန်းရကြတော့ first လိုပဲဗီတာမင်ပေါ့နော်အစီမပျော်ဝင်တဲ့ဗီတာမင်ဖြစ်တဲ့အတွက်ကြောင့်မလို့အစီများတဲ့အစားအစာတွေနွားနို့လိုဟာမျိုးတွေနဲ့တောက်တာဒီ empty stomach လို့ခေါ်တယ်ပေါ့နော်ခံဒီ byte ထဲမှာဘာအစားမှမရှိဘဲနဲ့ရေနဲ့တောက်တာထက်စားလို့ရှင်ဗီတာမင် D လိုဆေးညွှန်းကြတော့နွားနို့လေးနဲ့တောက်တာပို့ပြီးတော့မှဟာဒီ absorption ပေါ့နော်ခန္ဓာကိုယ်ဆုပ်ယူအားကောင်းစေတယ်ပေါ့နော်အဲ့လိုမျိုးလေး ရှိတယ်ပေါ့ coffee လည်းအတူတူပဲပေါ့အာတချို့အာဆေးတွေနဲ့ကြတော့သူအာနီတင်ပိုကောင်းတာရှိပြီမြန်တယ်တချို့ဆေးတွေနဲ့ကြတော့အာအာနီတင် အနေနဲ့တိတ်ပြီးအဆင်မပြေတာမျိုးရှိတယ်ပေါ့နော်။ဒါပေမဲ့အဲကော်ဖီအတွက်ဆိုရင်တော့ကျွန်မအကြံပေးချင်တာကတော့ဟိုဘယ်အမှန်တာအရမ်းများတယ်လေ။အဲခုနကလိုအန်တီဘိုင်ယိုတစ်ဆိုလို့ရှိရင်လည်းပိုးသတ်ဆေးဆိုလို့ရှိရင်လည်းဒီဆေးနဲ့ရောအဆင်ပြေတယ်ဒီဆေးနဲ့ရောအဆင်မပြေဘူး။အဲ့လိုမျိုးတွေရှိတယ်ဆိုရင်တော့ဟိုအကောင်းဆုံးဒီတိုင်းအကြံပေးမှတ်မယ်ဆိုလို့ရှိရင်တိုင်းရေနဲ့ကော်ဖီထက်စားလို့ရှိရင်တော့ရေလေးနဲ့ပောက်လိုက်တာပိုကောင်းတယ်ပေါ့နော်။အဲပြီးတော့အဲအဲ့လိုမှမဟုတ်ဘဲနဲ့ထပ်ပြီးတော့မှပေါ့နော်။ဘဟုတုတအဖြစ်အသေးစိတ်သိချင်တဲ့သူတွေအတွက်ကတော့ကျွန်မဟာဒါတွေးတိုးကြစီ အမျိုးအစားတွေပေါ့နော်အဲ့ဒါတွေနဲ့အဲကော်ဖီနဲ့ရဓာတ်ပြုပုံပုံလေးကိုကျွန်မဗဟုသုတအနေနဲ့ဆက်ပြီးတော့ပြောပြပေးပါမယ်ရှင်အမ်တော့ဒီပေါ့နော်အေးကော်ဖီကိုရိုင်းရအောင်တို့ဒီ central nervous system တော့ stimulate လုပ်တယ်ပေါ့ဒီအုံနောက်အနေအယုံဘဟုအယုံကြောဖွဲ့စီတော့တော်လုံးဆောင်နိုင်တယ်အဆန်းတတိရှိတယ်သွေးကြောတွေကိုအနေနဲ့ညာကျင်းစေတယ်အဲပြီးတော့ဒီပေါ့နော် heart rate တွေပေါ့နော်ဒီနှလုံးခုန်နှုန်းတွေညံစေတယ်နောက် adrenaline တွေ ညာအထွက်တောင်းလည်းတက်စီရဲဆိုတဲ့ခါကျတော့ဒီတွိုးတွိုးကြစီနေနဲ့ဆိုလို့ရှိရင်တော့တွိုးတွိုးကြစီအမျိုးအစားပေါ်လိုက်ပြီးတော့ coffee ရဲ့ဒီသူ W ရဲ့အဲ့ပုံစံကလည်းဒါကွက်ကြောက်ရမယ်ဗောနဥပမာကဒီ Actinol Propranol Metoprolol လို့ဟို beta blocker တွေနဲ့ဆိုလို့ရှိရင် coffee နဲ့တွဲတောင်းရင်ဘာဖြစ်မလဲဆိုတော့သူကနှလုံးခုန်နှောင်းနေမြန်သွားမယ်အဲ လက်ကော်ဖီအစားနှလုံးခုန်တော့မြန်စီတာခုနကပြောခဲ့တဲ့ဆေးတာစားနှလုံးခုန်တော့နှင်းစီတာဆိုတော့တို့နှစ်ခုအတူတူသွားပေးလိုက်တဲ့အခါမှာဘာတွေဖြစ်လဲဆိုရင်တောင်းနာတွေဘာတွေဖြစ်တတ်တယ်ဟိုခုနမီတာဘလော့ဂါတွေပေါ့နော်ခုနပရိုဂရမ်လိုတော့မီတိုဘလော့လိုပေါ့မီတိုဘလော့လိုဆိုတာလည်းဒါလူတော်တော်များများ ောက်နေရတယ်ဗောနပိုလိုမာ X25 တို့လိုဆေးမျိုးပေါ့အဲ့လိုမျိုးနေဆိုအဲ့ဆေးတွေကိုသူကစက်ချင်ပဲအာနေတဲ့တောက်ပေးတဲ့လိုမျိုးဖြစ်တော့တိုက်တော့မကောင်းဘူးပေါ့တကယ်လို့တောက်ချင်တယ်ဆိုတော့ coffee တစ်နေ့တစ်ခွက်လောက်တောက်တာတော့ဘာမှမဖြစ်ဘူးဒါပေမဲ့တူတူတောက်တာတော့အဆင်မပြေဘူးလို့ထင်တယ်ဗောနနောက်တစ်မျိုးဗောန ACE အနာပြတာလို့ခေါ်တယ်ပေါ့ inan fight လို့ပါလို့လေ anala pre လို့ lisino pre လို့အဲ့လိုဆေးတွေနဲ့ကြတော့အာ coffee အားဆိုခဏတစ်ဖြုတ်ပေါ့နော်ဒီတွေးပေါင်းတတ်တက်စေတဲ့အာနိသင်အဲရှိတယ်ဆိုတော့ net အပန်အသင်းတနေ့တနေ့ကော်ဖီအတန်းအသင်းတောက်တယ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့တူတူတော့တွဲမတောင်းနဲ့ပေါ့နောက် ERB လို့ခေါ်တာပေါ့နော် low sudden တို့ termi sudden တို့ very sudden တို့လို့ဆေးရည်နဲ့ကြတော့အဲသူဒီညဘာဖြစ်တော့သူက safe ဖြစ်တယ်ပေါ့ဒါပေမဲ့အများကြီးတောက်တာလို့ရှောင်ရမယ်ပေါ့အဲ့လိုဆေးရည်နဲ့အတူတူဟိုကော်ဖီနဲ့တွဲတောက်တယ်ဆိုလို့ရှိရင်တော့ဒါကော်ဖီတနေ့ကိုနှစ်ခွက်ထပ်ပို့ပြီးတော့မတောက်တယ်ပေါ့နော်နောက် amylo dipin လို့ပါလို့ဆိုတာဒါတော်တော်များများတောက်နေတဲ့ဆေးရည်ပေါ့နော် amylo dipin 9 feet dipin ပေါ့9 feet dipin ဆိုရင်တော့ဒါကိုဝင်ဆောင်ဒီမှာအာသွေးတွဲရဆိုရင်တော်တော်များ များပေးတယ်ပေါ့နော်အမလိုတပင်းကပစ္စည်းပိုင်းတော်တော်များလည်းသိကြတယ်ပေါ့ five solution ဒါတော်တော်များတောင်းနေကြတယ်အဲ့အမလိုတပင်းလို့ဘာလို့လဲကြတော့အာသူကခုနဒီ beta blocker တွေလိုပဲပေါ့နော်သူက vaso dilation ပေါ့သွေးကြောကျေတာအောင်နည်းနည်းနည်းညာ coffee ကသွားကြတယ်အဲ့ကြတော့ဒီအမလိုတပင်းလို့ဘာလို့အဲ့ဒီတော့တပည့် limit လောက်လိုက်သလိုဖြစ်တယ်ပေါ့နော်တားလိုက်သလိုဖြစ်လို့အဲ့စေးရနေဆိုရင် coffee ကတော့မတောက်တာပဲကောင်းတယ်ပေါ့နော်နောက်တစ်ခုစီးစေးတွေပေါ့ coffee ကိုရအောင်သူက မိုင်းထိုင်ယူရတဲ့ effect ရှိတယ်ပေါ့ဆိုလိုတာဟိုစီးသွားစေတဲ့အာနိသင်နည်းနည်းရှိတဲ့အတွက်ကြောင့်မလို့ဘောနော်အရင်တော့ဆိုရင်ဒီ coffee ကိုထိုင်ယူရတဲ့အနေနဲ့တော့မို့တာစဉ်းစားခဲ့ရတယ်ပေါ့ဒါပေမဲ့သူ့ရဲ့ဒီနှလုံးနဲ့ပတ်သက်တဲ့အာနိသင်ကြောင့်မကောင်းလို့ဒါပယ်ချလိုက်တယ်ဆိုပြီးတော့ရာဇဝင်နေရှိတယ်ပေါ့လေအားကြောင့်မလို့ဒီလိုမျိုးဒီစီးစေးတွေနဲ့ဆိုလို့ရှိရင်ပေါ့ဥပမာကွာအာတော်တော်များများတောက်ရတဲ့စီးစေးဆို full smile 40လို့စီးမျိုးပေါ့နော် hydrochloro thiazide တွေပေါ့အဲ့လိုစီးတွေနဲ့ဆိုလို့ရှိရင်တော့တော့ စီးသွားတဲ့နှောင်ပုံများတာမှာပုံများသွားတဲ့အတွက်ကြောင့်ဒီဆေးတွေတောင်းနေတဲ့အချိန်မှာကော်ဖီကိုကကြိုက်တတ်တယ်ဆိုလို့ရှိရင်တော့မလုပ်ရမလဲဆိုတော့အဲသူဒီဒီကော်ဖီနဲ့ဒီဆေးတွေနဲ့တူတူတောင်းလို့ဘာဖြစ်မလဲဆိုတော့စီးသွားတာများမယ်ရေစာမယ်ပိုတက်ဆီယမ်လေဗယ်ကြီးကျတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစီးဆေးတွေနဲ့ကော်ဖီတွေနဲ့အတူတူပေါ့နော်ကော်ဖီလဲကိုကကြိုက်တတ်တယ်စီးဆေးတွေလည်းတောင်းနေရတယ်ဆိုတော့ကျွန်တော်ကတနေ့တင်းတို့ရေတွေအများကြီးတောက်ပေးဖို့လိုပါတယ်ရှင်အားကြောင့်မလို့ပေါ့နော်ဘယ်ဆေးမဆိုတော့ အာဒီသူနဲ့တွဲတောက်ရမယ်ကော်ဖီနဲ့လားနိုးနဲ့လားရေနဲ့လားဆိုတာဟာစဉ်းစားစရာဟာဖြစ်နေတယ်ဗောနော်ဒီဗီဒီယိုလေးရဲ့အကျဉ်းချုပ်ကိုပြန်ပြောရလို့ရှင်เนาะဒါဗီတာမင် D ဆိုလို့ရှင်เนาะဒါနိုးနဲ့ စီညာတဲ့စားစာနဲ့တောက်တာအကောင်းဆုံးပေါ့ဟိုကြံတဲ့ဆေးတွေဆိုလို့ရှိရင်တော့ခုနကကျွန်မပြောခဲ့သလိုအဲ confidence ဆိုရင်တော့အနည်းငယ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးကတော့ဒါ coffee နဲ့တောက်မယ်စားပေါ့နော်ရေနဲ့ပဲအကျန်းပြင်းပေါ့လေအဲရေနဲ့ပဲတောက်တာကပိုကောင်းတယ်လို့ထင်မြင်မိတဲ့ကြောင့်ပြောကြားလိုက်ပါတယ်ရှင့်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင့်